်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။တမ်းမျိုးသားလူမျိုးရေးတက်မတော် TNL နဲ့စစ်ကောင်စီအပြစ်ရက်စဲလိုက်ပြီးတဲ့နောက်တပိတ်ချင်းစင်ကူမတရားမျိုးနယ်တွေမှာလေကြောင်းတိုက်ခတ်မှုတွေပိုတိုးလှုပ်လာသလိုမြေပြင်ကနေလည်းအင်အားအလုံးရင်းနဲ့အပြင်းထန်ထိုးစစ်ဆင်နေကြတယ်လို့ကာကွယ်ရေးတပ်တွေနဲ့ဒေသခံတွေကပြောပါရယ်။ အပြည့်ရလိုက်တဲ့အော်တိုဘာလာ29ရက်နေ့ကစပြီးအော်တိုဘာလာ31ရက်နေ့အထိတပိတ်ကျင်းစင်ကူမတရားမျိုးနယ်တွေမှာနေစဉ်လေကြောင်း drone လက်နက်ကြီးနဲ့အပြင်းထန်တိုက်ခိုက်နေပြီးမတရားမျိုးဘတ်ချမ်းနဲ့အရှိမျိုးဘတ်ချမ်းကအမှတ်1014လေကြောင်းရန်ကာကွယ်တပ်စခန်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့မြေပြင်ကနေလည်းအပြင်းထန်ထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ် နေရောညပါဝေဟင်တိုက်ခိုက်မှုတွေလုပ်နေတာကြောင့်ဒေသခံတွေဘေးလွတ်ရာခိုးလုံနေကြရတယ်လို့စင်ကူးမျိုးကဒေသခံတအုပ်က TV ကိုပြောပါတယ်။မတရားမျိုးနယ်အတွင်းမှာလည်းစစ်ကောင်စီတပ်ရဲ့ဒီအပိုင်းအတွင်းထိုးစစ်ကြောင့်ဒေသခံထောင်နဲ့ချီဘေးလွတ်ရာတွေမှာဖြစ်တယ်လို့ခိုးလုံနေကြပြီးစစ်ပေးဒုက္ခတွေတွေအတွက်အစာဝတ်နေရေးအကူအညီတွေလည်းလိုအပ်နေရလို့ဒေသခံတွေစီကသိရပါပါတယ်ရှင်။ စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ဆက်ကအပေါ်ဝေဖန်တာကိုထောက်ခံတဲ့ရုပ်ရှင်ဒရိုက်တာ၂ယောက်ကိုထပ်ဖန်လိုက်ပြီးပြစ်မှုဆိုင်ရာဥပဒေနဲ့ပါအရေးယူမယ်လို့စက်ကောင်စီကအော်တိုဘာလ31ရက်နေ့ညမှာထုတ်ပြန်ပါတယ်။ခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများဆိုတဲ့ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းနဲ့ဇလန်းမှာပါဝင်တရုတ်ဆောင်ခဲ့သူတွေကိုလူမှုကွန်ရက်မှာဝေဖန်ရေးသားတာကိုထောက်ခံတယ်ဆိုပြီးဒရိုက်တာသက်လွင်ခေါ်၊ဇမုထွန်းသက်လွင်နဲ့ဒရိုက်တာအောင်ချန်းလူခေါ်အေးချန်းအောင်တို့ကိုသူတို့နေအိမ်တွေကနေဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ ။သူတို့ဟာစစ်တပ်ကအာဏာသိမ်းတာကိုမထောက်ခံတဲ့အပြင်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအောင်မြင်စေရအတွက်သူတို့တက်ကြွတဲ့အမှုပညာကဏ္ဍနဲ့ပူးပေါင်းပါဝင်တာမရှိကြောင်း။ဒတတအားပူးပေါင်းပါဝင်သူတွေကိုပြပရောက်နေသူတွေကလူမှုကွန်ရက်ကနေဝေဖန်တဲ့အပေါ်ထောက်ခံအားပေးခဲ့တာကိုစစ်စစ်တွေးရှိရကြောင်းထုတ်ပြန်ပါတယ်။ သူတို့ကိုရွေးကောက်ပွဲနှောက်ရဟန်တာဖျက်ဆီးခြင်းကနေကွယ်ပေးရေးဥပဒေအပါဝင်ပြည်မှုဆိုင်ရာဥပဒေတွေနဲ့အရေးယူမယ်လို့လည်းထုတ်ပြန်ထားပါတယ်။အော်တဝါလာ29ရက်နေ့ကလည်းစစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်စက်ကားကိုဝေဖန်ခဲ့တဲ့ဒရိုက်တာမိုက်တီဇက်ပူတယုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတယုတ်ဆောင်အောင်နိုင်တို့ကိုစက်ကောင်စီကဖမ်းဆီးခဲ့ပါသေးတယ်ရှင်။ ကုလသမဂ္ဂဆိုင်ရာမြန်မာတပ်မကြီးဦးကျော်မိုးထွန်းကိုထောက်ခံတဲ့ဆန္ဒပြပွဲတစ်ခုကိုစကိုင်းတိုင်းရှင်းမပင်မြို့နယ်အတွင်းမှာပြုလုပ်ခဲ့ကြပါတယ်။မောင်တူးပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါစကိုင်းတိုင်းရေမမေမျိုးနဲ့မြောက်ချမ်းနောက်ပြန်မလဲရေးဒီတော်လန်ရေးသပိတ်စကြောင်းကကုလသမဂ္ဂဆိုင်ရာမြန်မာအသံမကြီးဦးကျော်မိုးထွန်းကိုထောက်ခံတဲ့ဆန္ဒပြပွဲ ြုလုပ်ခဲ့ကြတာပါကျမတို့ဒီကနေ့လူထုလုံခြုံရေးပြုလုပ်ရတဲ့ရွယ်ချက်ကတော့ဥကြောင့်မတွင်ကိုမြန်မာနိုင်ငံရဲ့တာမတ်ကြီးပြေထောက်ခံကြောင်းပြုလုပ်ရတဲ့ပွဲဖြစ်ပါတယ်စစ်ကော်မရှင်ကမြန်မာပြည်သူတွေပေါ်မှာကျူးလွန်နေတော့များစွာသောစစ်ရာဇမှုတွေမြန်မာပြည်သူတွေခံစားနေရတော့ဒုက္ခတွေတောကတွေမြန်မာနိုင်ငံရဲ့အခြေအနေမှကိုကဘာကားတိအောင်ကုလစင်မြင့်ထမှာတောင်းဆိုတင်ပြပေးနေတဲ့ဦးကျော်မိုးရင်းကို မြမပြည်သူတရလုံးကတခန်းနဲ့တာမကြီးပြင်းထောက်ခံပါတယ်။ဦးကျော်မိုးထွန်းဟာ NLD ပြည်သူအစိုးရကနေခန့်ထားတဲ့ကုလသမဂ္ဂဆိုင်ရာမြမတာမကြီးဖြစ်ပြီးຫນွေဦးတော်လန်ရေးမှလည်းပြည်သူဘက်ကယက်တီခဲ့သူပါ။ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့လူထုတပိတ်လှုပ်ရှားမှုပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့အဲကျွန်တော်တို့အဲကျွန်တော်တို့ရဲ့မြန်မာပြည်သူတွေရဲ့ခံစားနေရတဲ့စစ်ဘေးဒုက္ခတွေအကြမ်းဖက်စစ်တပ်ကတပ်ပြလို့ဒေချေပျက်စီးတာတွေ အဲရွာတွေကိုမိရှို့တာတွေအစရှိသည့်တို့ကိုဒီမြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေမှန်သမျှကိုအဲကဘာကူလာတမကမှာအဲအဲတင်ပြတောင်းဆိုပေးနေတဲ့အဲကျွန်တော်တို့ရဲ့အမြဲတမ်းတာမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းအဲထုတ်ဖော်ဆန္ဒထုတ်ဖော်ပြသနေရခြင်းဖြစ်ပါတယ်ရဟုတ်တယ်မတိယမထူလို့ဟိုက်ဦးကျော်မိုးထွန်းဦးကျော်မိုးထွန်းဟုတ်တယ်မတိယမထူလို့ဟိုက် ရင်းမပင်မြို့နယ်အတွင်းမှာစကားမစစ်ကြောင်းတွေထိုးနေပြီးနေမင်းမတိငိမ့်တဲ့ကြားကပဲအခုလို ကုလသမဂ္ဂဆိုင်ရာမြန်မာတမ္မကြီးဥကျော်မိုးထုံးကိုထောက်ခံတဲ့ဆန္ဒပြပွဲပြုလုပ်ခဲ့ကြတာပါခင်ဗျာကျွန်တော်မောင်တူးပါကျွန်တော်ရင်းရအစို င်ဝမ်ဟာတရုတ်ရဲ့တနိုင်ငံစနစ်နှမျိုးမူကိုပယ်ချပြီးတော့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုထိန်းသိမ်းပြီးကိုယ့်ကိုယ်ကိုခုခံကာကွယ်ဖို့ဆုံးဖြတ်ထားတယ်လို့ထိုင်ဝမ်သမ္မတလိုင်ချင်းတဲကအော်တိုဘာလာ31ရက်နေ့မှာပြောကြားလိုက်ပါတယ်။ထိုင်ဝမ်အပေါ်အင်အားသုံးဖို့ကိုလုံးဝမပယ်ချဘူးလို့တရုတ်ပြောခွင့်ရပုဂ္ဂိုလ်ကသတိပေးခဲ့တာပါ။ ဟောင်ကောင်နဲ့မကောက်မှာအကျဉ်သုံးသလိုကိုပိုင်အုပ်ချုပ်ခွင့်ရစနစ်တမျိုးနဲ့ပြည်မာကြီးလက်အောက်မှာနေမယ်ဆိုရင်တော့ညဉ့်ညဉ့်သာသာအုပ်ချုပ်မယ်လို့ပါခတိပေးတဲ့အဆောင်ပါတွေပါတရုတ်နိုင်ငံပိုင်မီဒီယာတွေကနေဖော်ပြအပြီးမှာအခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်ထိုင်ဝမ်မြောက်ပိုင်းဟူကိုစစ်ကမ်းမှာအမေရိကန်လုံ M1A2T Abram တင်ကားတစ်တွေတက်တော်ဝင်တဲ့အခမ်းအနားမှာ သမ္မတလိုက်ကပြောကြားခဲ့တာဖြစ်ပါတယ် တရားဝင်အမည်အားဖြင့်တရုတ်သမ္မတနိုင်ငံ Republic of China ROC လို့ခေါ်ဝေါ်တဲ့ထိုင်ဝမ်နဲ့တရုတ်ပြည်သူသမ္မတနိုင်ငံ People's Republic of China PRC လို့ခေါ်ဝေါ်တဲ့တရုတ်ပြည်မှကြီးတို့ဟာဘသူကမှတခြားသူရဲ့လက်အောက်ခံမဟုတ်ဘူးလို့ပါမှတ်ချက်ပေးခဲ့ပါတယ်ရှင်။ TV ဥမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်။